လူချင်းတို့ဘဝမှာဘဝအောင်မြင်တိုးတက်ဖို့အတွက်အရေးကြီးဆုံးအချက်ကတိတ်အများကြီးမလို့ဒီသုံးချက်ဟာအရေးကြီးဆုံးပဲနံပါတ်1အချက်ကတော့ရွှေ့နေစန္ဒဘဝမှာစန္ဒမရှိရင်ဘာမှဆက်လုပ်လို့မရစန္ဒဆိုတာ motivation နဲ့ဆက်ဆက်အတချို့ကပြောတယ်ဟာဘဝမှာအောင်မြင်ဖို့အတွက် motivation ကအရေးမကြီးဘူးကျွန်တော်ပြောမယ်ဘယ်ကိစ္စမဆို motivation မရှိပဲဘာမှလုပ်လို့မရဘူးလူချင်းမင်းစီမင်းစည်းကမ်းနေတိုင်းဘဝကိုကိုကစီမင်းစည်းကမ်းတိုင်း plan တိုင်းသွားမယ်အဲ့ဒီ plan ကိုလုပ်ဖို့အတွက် motivation ရှိဖို့လို့ motivation မရှိဘူးဆိုရေတောင်ထထောက်လို့မရဘူး เนาะကျွန်တော်တို့ဒီကနေထိုင်ဟိုပါရေထသဖို့ motivation လို့လေဆိုတော့ဘဝမှာ motivation ကကောင်းတဲ့အရာတွေကိုလုပ်ဖို့အတွက် motivation ရှိဖို့လို့အဲ့ဒီကနေစစ်မှန်တဲ့ဆန္ဒတွေမွေးထုတ်နိုင်ဖို့လို့အဲ့တော့ကိုဖြစ်ချင်တဲ့အရာတခုဟာဆန္ဒပြင်းပြနေဖို့ဟာအလွန်အရေးကြီးပါအဲ့ကျွန်တော်တို့ခုနပြောသလိုပဲဖြစ်ချင်တယ်အောင်မြင်ချင်တာတော့လူတိုင်းမေးကြည့်ဘယ်သူမှကျွန်တော်မအောင်မမြင်ဖြစ်ချင်ဘူးလို့ပြောရတဲ့သူတယောက်မှမရှိဘူးဒါပေမဲ့ပြင်းပြတဲ့ဆန္ဒနဲ့ကိုယ့်အသက်ကိုအာမင်းသေးလောက်အောင်အောင်မြင်ချင်တာကျွန်တော်တို့ခဏခဏမေးရင် ဟာအောင်မြင်ခြင်းနဲ့သာပြောတယ်တချို့ကအဲ့ဒီအရာအတွက်မပေးဆက်ခြင်းဘဝကလောကကြီးစီကကျွန်တော်တို့ကအလကားမရအဲ့ကိုကမဖြစ်မနေဆန္ဒကပြင်းပြနေတဲ့၍ကျွန်တော်တို့အတွက်လမ်းကြောင်းတွေဟာပွင့်နေမှာဖြစ်တယ်ဆန္ဒမရှိတော့ရင်တော့လမ်းကြောင်းတွေအားလုံးပိတ်သွားမှာဖြစ်ဒါကြောင့်နံပါတ်1အချက်ဒီကိုဖြစ်ခြင်းတဲ့အရာတစ်ခုအတွက်ပြင်းပြတဲ့ဆန္ဒရှိဖို့လိုတယ်ဘာတွေပဲဖြစ်နေဖြစ်နေအရှိကိုဆက်မယ်ဆိုတော့ပြင်းပြတဲ့ဆန္ဒရှိဖို့လိုတယ်နံပါတ်2အချက်ကတော့အဲ့ဒီဆန္ဒအပြင် ဆန္ဒရှိုံနဲ့တော့အရာအလုံးမရဘူးဖြစ်နိုင်ခြေဆိုတာကိုကျွန်တော်တို့တိဆောက်ရအဖြစ်နိုင်ရင်မရှိတဲ့အရာတွေကြီးဆက်လို့ရင်ကျွန်တော်တို့ဘလို့လို့ဆက်ကျွန်တော်တို့ဘဝမှာအရှိကိုဆက်နော်ကျွန်တော်ဖြစ်နိုင်ခြေဆိုတာဒီလေးပဲကျွန်တော်တို့ဘဝမှာအောင်မြင်ဖို့အတွက်အလွန်အရေးကြီးတယ်ဖြစ်နိုင်ခြေရှိတဲ့အရာတွေပေါ်မှာလောက်ကင်နိုင်မှသာလေကျွန်တော်တို့ဘဝမှာရလက်တရအဲ့ဒီဖြစ်နိုင်ခြေဆိုတဲ့နေရာမှာတော့ဆန္ဒတစ်ခုတည်းနဲ့ကျွန်တော်တို့မရတော့ကိန်းကဏ္ဍမျိုးတွက်ချက်နိုင်မှုတုတေသနာ research ဒါတွေဒီလေအလွန်အရေးကြီးလာစီးပွားရေးမှာဆိုရင် သူတေသနာဟာအရေးကြီးဆုံးပဲကျွန်တော်ခဏခဏပြောဆေးဝါးရေးမှာအရေးကြီးဆုံးကအတွေ့အကြုံလည်းမဟုတ်ဘူးဟဲ့လားအတွေ့အကြုံအရေးကြီးဆုံးဆိုရင်လုံသက်များတဲ့သူတွေပဲအောင်မြင်မှာပေါ့ဟဲ့လား तू ကလက်ဖက်ဆိုင်ဖွင့်တာ1.90ရှိပြီမနေ့တနေ့မှာဖွင့်တဲ့လက်ဖက်ဆိုင်လည်းကျွန်တော်ကိုကြောနိုင်တယ်အဲ့ကျွမ်းကျင်မှုလားဟာကျွမ်းကျင်တဲ့သူတခါတလေကြာရင်တိတ်မကျွမ်းကျင်တဲ့သူကလည်းအောင်မြင်တာပဲဆေးဝါးရေးမှာအရေးကြီးဆုံးဒီ research သူတေသနာဖြစ်တယ်အဈေးကွက်မှာဘာတွေရှိလဲအလားအလာဘာတွေရှိလဲဖြစ်နိုင်ကြီးတွေကိုသိမှုကဘဝအောင်မြင်မှုအတွက်အလွန်အရေးကြီးပါ ဟုတ်ပြီဆန္ဒရဲ့ဖြစ်နိုင်ခြေဘလောက်ပဲရှိရှိလိုအပ်တဲ့ resource အဲ့ဒီအိမ်မက်တွေကို လက်တွေ့အကောင့်ထဲပေါ်လာဖို့အတွက်လိုအပ်တဲ့ရင်းမြစ် resource တွေမရှိရင်လေကျွန်တော်တို့ဘဝမှာဘလောက်ကောင်းတဲ့ plan ပဲဖြစ်ဖြစ်လိုအပ်တဲ့အကောင့်ထဲပေါ်ဖို့ရင်းမြစ် resource တွေမရှိရင်အဲ့ဒီ plan ဟာအလကားပဲဒါကြောင့်လူချင်းတို့ဘဝမှာဖွံ့ဖြိုးတိုးတက်အောင်မြင်ဖို့တိဆောက်ချင်တယ်ဆိုတော့၃ချက်ဒီအရေးကြီးတယ်စန္ဒာဖြစ်နိုင်ခြင်းနဲ့ ရင်းမြစ်တွေလိုအပ်တဲ့ရင်းမြစ်တွေကိုပြင်ဆင်ပြီးတော့အကောင်းဆုံးစ조사အထုတ်ပါလူကျွန်းတို့ရဲ့အောင်မြင်မှုတွေလူကျွန်းတို့ထိုက်တဲ့조사အထုတ်မှုနဲ့ထိုက်တန်တဲ့အောင်မြင်မှုတွေရရှိလာမှာဖြစ်တယ်အရေးကြီးဆုံးအချက်ကကျွန်တော်တို့ဟာလောကကြီးစီကကိုနဲ့ထိုက်တန်တဲ့အောင်မြင်မှုတွေကိုထိုက်ထိုက်တန်တန်조사ပြီးလောကကြီးစီကနေတောင်းဆိုနိုင်မှုဟာအလွန်အရေးကြီးပါတယ်လို့ချစ်ခင်စွာမျှဝေပေးလိုက်ပါကျွန်တော်မျှဝေမှုကနေလူကျွန်းတို့အကျိုးရှိမယ်လို့အပြည့်အဝယုံကြည်ပါတယ် အဲဒီ season မှာလဲကျွန်တော်စားအောင်ငါ့ကိုလက်ဆောင်ပေးဦးမှာဖြစ်တယ်အဲတော့ကျွန်တော်ဒီ season လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ထဲကငါ့ဦးကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့အောင်မြင်ခြင်းလက်ဆောင်ဆိုတဲ့စာအုပ်ရဲ့မေတ္တာအားတာချက်တင့်ကောင်းမှာတရဖူစောင်းနိုင်ဖို့အမှုပညာမြောက်စွာဟောပြောခြင်းနဲ့မြန်မာနီးမြန်မာဟန် marketing စာအုပ်ငါ့ဦးကိုငါ့ဦးကိုတယောက်ကိုတအုပ်နှုံးနဲ့ကိုမမောင်ရရဲဆိုကိုမမောင်ဖတ်ဖို့ဆိုပြီးတော့ကျွန်တော်ရဲ့အမှတ်တရလက်မှတ်နဲ့တူ အိမ်ဒါယာရောက်လက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်ပို့ကပါလူချင်းတို့မပေးရပါဘူးလို့သတင်းကောင်းပါလို့ပါတယ်တန်တန်းတက်ချင်တဲ့သူတွေကကျွန်တော်တက်လာကိုတန်တန်းတမျိုးပဲဖွင့်ပါတယ်အခုလာမယ်မတ်လမှာဖွင့်မှာကတော့ personal branding သင်တန်းဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့ personal brand ကိုမြင့်တင်ပြီးတော့လာမယ့်မြန်မာနှစ်သစ်မှာမိမိတို့ရဲ့ဘဝအောင်မြင်မှုကိုတည်ဆောက်ခြင်းနဲ့လူကြီးလူငယ်မြည်သူမဆိုတက်ရောက်နိုင်ပါတယ် online သင်တန်းဒီအခုလာမယ့်ကျွန်တော်တို့က March 25ရက်နေ့အင်္ဂါနေ့စမှာဖြစ်ပါတယ် ဖြစ်ပါတယ်။ online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးကတက်နိုင်ပါတယ်။အပြင်လူတွေ့သင်တန်းကတော့ကျွန်တော်တို့က March လ29နဲ့30စနေတနင်္ဂနွေနေ့ရက်မှာမနက်7:00နာရီနဲ့ညနေ6:00နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတဲ့ကျွန်တော်တို့ AMO သင်တန်းကျောင်းမှာတစ်ရက်အချိန်ပြည့်တက်ရမှာဖြစ်ပါတယ်။ ဒီတဲ့နန်းဒီ personal branding တဲ့နန်းလို့ဆိုတာနဲ့အညီကျွန်တော်တို့၃ခုအဓိကတဲ့နံပါတ်၁အချက်ကတော့ကျွန်တော်တို့က personality development လို့ခေါ်တယ်ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုဆိုတာကိုကျွန်တော်လေ့လာမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးအကြောင်းကောင်းစွာနားလည်အောင်လေ့လာသင်ကြမယ်ပြီးရင်တော့ personal development plan လို့ခေါ်တယ်တကိုယ်ရည်ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းကိုဘယ်လိုရွေးဆက်မလဲ နောက်ဆုံးအချက်ကတော့ personal branding လို့ခေါ်တဲ့ဒါကတော့ marketing concept တွေပါတာပေါ့နော်ကိုယ့်ရဲ့လက်တွေ့လုပ်ငန်းခွင်အပြင် online ပေါ်မှာပါမိမိရဲ့ personal brand ကိုဒီနေ့ခင်မှာတည်ဆောက်လာကြရတယ်ဒီအကြောင်းအရာတွေကိုကျွန်တော်နဲ့အတူရင်းနှီးချစ်ခင်စွာ လေ့လာသင်ယူကြမှာ ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တင်တဲ့တက်ချင်တဲ့သူတွေကကိုယ့်ရဲ့နာမည်ရဖုန်းနံပါတ်ရကောမန့်မှာမရေးနဲ့ Messenger မှာရေးထားပေးပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးပါမယ်အခု season ကြီးတဲ့သူတိုင်းကို20% discount ကျွန်တော်တို့ဆက်ပြီးတော့ပေးထားပါတယ် ။ online ကတော့ပထမအဦးဆုံးအယောက်တရာ20%ပေါ့နော်။အပြင်ကတော့ပထမအဦးဆုံးအယောက်30ဖြစ်ပါတယ်။အဲ့တော့ဘလို့တင်မလဲဆိုတော့ online တင်တန်းဒီတင်တန်းစတင်မဲ့ကျွန်တော်တို့က March လ25ရက်နေ့နော်ကျွန်တော်တို့အင်္ဂါနေ့ကနေစတင်ပြီးတော့နေ့စဉ် recorded video တွေကိုကျွန်တော် Facebook group ထဲမှာတင်ပေးမယ်။ Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ပြန်တင်ပေးမှာဖြစ်တယ်။အဲကျွန်တော်တို့ live lecture ကိုတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zoom ကနေ live ဝင်ပြီးတော့သင်ကြားမှာဖြစ်ပါတယ်။အဲတော့ကို စိတ်ကြိုက်เนาะကျွန်တော်တို့စိတ်ကြိုက်မိကုန်နေလူချင်းတို့မေးမြန်းနိုင်တယ်တပတ်စာလုံးသင်ခန်းစာနဲ့ပတ်သက်တာပဲဖြစ်ဖြစ်မိမိတို့ရဲ့ဘဝမိမိတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်တာပဲဖြစ်သင်တန်းတက်နေတဲ့ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အဲဒီ live lecture ကိုလည်း zoom မှာမတက်နိုင်ရင်နောက်ရက်မှာ recorded ပြန်ကြည့်နိုင်အောင်ကျွန်တော်တို့ facebook group မှာရော telegram private channel မှာရောပြန်တင်ထားပေးမှာဖြစ်ပါအပြင်လူတွေသင်တန်းတော့ ကျွန်တော်ခုနပြောတဲ့အတိုင်း29-30မှာတော်ဝင်စင်တာမှာရှိတဲ့ Elmer သင်တန်းကျောင်းမှာတက်ရမှာဖြစ်ပါတယ်။ဒါကြောင့်အခုပဲမိမိတို့ရဲ့ personal branding ကိုမြင့်တင်ပြီးတော့အောင်မြင်မှုကိုတည်ဆောက်လိုက်ကြပါစို့။ We must work together. We must build our nation.